မ်ပရာမကင်ပြစ်တာဗောနော်မကင်ပြစ်တော့ဟိုအဲမကင်ပြစ်ဘူးဟိုတနေ့ကမှအဲအင်္ဂလိပ်ကသူဒီဟိုဂျပန်ကုမ္ပဏီရဲ့ဒီမှာပညာရေးဆောင်ဆောင်မှုအေဂျင့်ကနေပြီးတော့သူ့ဒီမှာအကြီးဆုံးအမ်ဘက်ဆာခန့်တာဗောနော်အဲ့မှာကျွန်တော်ရိုက်ပေးအောင်ဆိုတာ ਨੇ သူကြတော့ငင်းလို့ငင်းလို့လည်းမရကိုယ်တိုင်လည်းမငင်းကျင်တာရေနောက်ပြီးတော့သူကမ်းဘက်မှာလည်းကိုပါဝင်ခွင့်ဟိုလေးပေးတာကိုကျွန်တော်အနေနဲ့ဂုံယူစွာနဲ့ပဲရိုက်ပေးရတယ် တော့ကိုရကိုကိုရနဲ့ဝါကိုဟောလိုက်လေတော့အလုံးဆွဲတဲ့ယောဂတဲ့တော့ဆိုအလုံးမရှိမနေတဲ့ဟာဘာလို့လဲဆိုကိုကလည်းကားလေးမောင်းလိုက်တော့အဲတက်စီမောင်းတာတလေးတော့ဝယ်ထားလိုက်ဦးမယ်ဆိုပြီးတော့တက်စီကမောင်းပြနေတယ်အကြောင်းတရားတက်စီသမားဘွားက မိုက်တယ်ကျွန်တော်ပတ်စံပြေးလို့ကျင်တာမဟုတ်လူတွေအကြောင်းသိကျင်တာဟုတ်ဈေးဝင်ပြောတက်ပဲရင်စရည်လားပြီးမှတက်တယ်လို့ပြီးပါဆိုသူတို့ဈေးပြောမှသာကျွန်တော်မေးမှသာမဖြစ်မနေမှသာထုတ်ပြောလိုက် ဟုတ်ကဲ့တက်စီကိုပို့ပါပါရဲ။မောင်းနေတယ်လူတွေကိုလေ့လာနေတယ်။အဲဓမ္မဆရာဘွားအစကိုပြောရေဟိုးဝေးကိုပြန်ပြောရမှာ။ဘာလို့ဆိုကျွန်တော်ကမရပူရာမြို့နယ်ရဲ့အစွန်ဆုံးရွာဒုထောက်ရီမြေကမ်းဘေးမှာရှိတဲ့မုံတော်ရွာမှာမွေးတယ်။မွေးတော့ကျွန်တော်တို့ကာလာတော့ပညာရေးကအရန်အာခက်ခဲတယ်။အော်ကျွန်တော်တို့ဥမာ9တန်းနေ10တန်းအထိကိုကျွန်တော်က9မိုင်လောက်ဝေးတဲ့ကြောင်းနေတိုင်းသွားပြန် ခြေချင်းလျှောက်တက်ရတယ်။နောက်ကျွန်တော်10ရက်ကြာတော့12မိုင်လောက်ဝေးတဲ့ဒီတွဲဘက်အာထာက အကြောင်းမီးကိုအာနေတိုင်းစပိန်နဲ့အသွားပြန်အဲကြောင်းတက်ကြောင်းတက်ရတော့ကျွန်တော်တို့ဟိုဗာတယ်အဲ့ဒီမှာဆိုရတော့မှတ်မှတ်ရဆိုကျွန်တော်တို့ကစပင်းကမိုးရင်းဆိုလို့ရှိရင်စပင်းကကျွန်တော်ကစီးလိုက်စပင်းကကျွန်တော်ပြန်စီးလိုက်ပဲမိုးမိုးဟွာဖြစ်တယ်အာအဲ့လိုဟွာတွေပေါ့အဲ့မှာကျွန်တော်ကသွားနေရနေပြီးတော့ကျွန်တော်ဆရာဖြစ်လာမယ်အဲ့မန်တကူနေမျိုးကသူကဓာတ်ပုံပြိုင်ပွဲတင်မိုးရိုက်ဖို့အဲ့ဒီဘက်ကို လာရရင်နဲ့ကျွန်တော်နဲ့တွေ့ပြီးတော့ခင်သွားပြီးတော့ကျွန်တော်ဆယ်နှစ်ဖြစ်ပြီးတဲ့အချိန်မှာဟုတ်တယ်မက်ဂက်ကူနေမြင်ဟုတ်တယ်အဲသူကနေပြီးတော့ကျွန်တော်ကိုအဲဂျမ်းကုန်ခေါ်လာအဲ့ဒီကနေကျွန်တော်ဓာတ်ပုံတမဖြစ်တာပေါ့ဓာတ်ပုံကကျွန်တော်ကအဲဓာတ်ပုံဒီမှာကျွန်တော်စပြီးဓာတ်ပုံရိုက်နေပြီပေါ့နော်ကျွန်တော်ဆရာနဲ့တွေ့ပြီးဓာတ်ပုံရိုက်နေတယ်အဲရုပ်ရှင်ကြတော့ကျွန်တော်ဆရာရဲ့အဆက်အသွယ်နဲ့ပဲဒီခင်းဆွဲဦးရုပ်ရှင်ထုတ်လို့ရေးကိုကျွန်တော်ကရောက်တယ်အဲ့မှာကိုတီဟာတင်ဆိုးတို့ကောက်ပထမဆုံးဆရာရဲ့ ဒါရိုက်တာကမောင်နှံထမင်းသမီးကမဆင်ပါဇကနာမည်ကိုကိုမုံးတယ်ဆိုအဲကျွန်တော်မှတ်မိတယ်အဲ့ဒါအဲမဆင်ပါနဲ့ကိုတီဟာတို့အဲ့ဒီတော့တမီးစားကိုမဖြစ်သေးဘူးအဲအဲ့ဒီကနေပြီးတော့တော်တော်များများကတော့အဲ့ဒီနေပဲရိုက်ဖြစ်တာများပါတယ်နောက်ပြီးကျွန်တော်ကတက်တူတက်တော့ကြတော့ဟက်ဒီပြန်กว่าပါတယ်ဟက်ဒီပြန်กว่าသွားပြီးတခါပြန်ဝင်တော့လေခင်းစပယ်ဦးနဲ့ပဲတိုက်ပွဲခေါ်တာနဲ့ပြန်ဝင်လာဟုတ်လားဟုတ်တယ်အကယ်မီကားနဲ့ဟုတ်တယ်အကယ်မီကားနဲ့ပြန်ဝင်လာကဘာအထွတ်တိုင်းဒီ ကမ္ဘာတလုတ်ကိုင်းကြီးကင်မရာမကိုင်းဖြစ်တာဗောနော်မကိုင်းဖြစ်တော့ဟိုအဲမကိုင်းဖြစ်ဘူးဟိုတနေ့ကမှအဲအင်္ဂလိပ်ကသူဒီဟိုဂျပန်ကုမ္ပဏီရဲ့ဒီမှာပညာရေးဆောင်မှုအေဂျင့်ကနေပြီးတော့သူ့ဒီမှာအကြီးဆုံးအမ်ဘက်ဆာခန့်တာဗောနော်အဲ့မှာကျွန်တော်ရိုက်ပေးအောင်ဆိုတာနဲ့သူကြတော့ငင်းလို့ငင်းလို့လည်းမရကိုယ်တိုင်လည်းမငင်းကျင်တာရယ်နောက်ပြီးတော့သူကမ်းဘက်မှာလည်းကိုပါဝင်ခွင့်ဘလီးပေးတာကိုကျွန်တော်အနေနဲ့ဂုံယူစွာနဲ့ပဲရိုက်ပေးတာပါ လောလောဆယ်တော့ကျွန်တော်တော့မထင်သေးဘူးကျွန်တော်တော့မထင်သေးဘူးအဲဒါပေမဲ့သူစိတ်ထဲမှာဘာရှိတယ်လို့ကျွန်တော်မသိဘူးပေါ့နော်ဟုတ်ဟုတ်ကဲ့ဒါအဲ့ဒါကလည်းအကြောင်းအတီလို့ရှိရကျွန်တော်ဒီအိမ်ဆောက်တယ်အိမ်ဆောက်ပြီးတော့နားဟိုဟာနေပေါ့လေဆောက်နေတဲ့ကာလကာလတော့တော့စိတ်ကောလူရောပင်ပင်ပန်းပန်းနဲ့လှုပ်တယ်ပေါ့တော့ကိုရကိုကိုရနဲ့ဝါကူဟောလစ်လေသူအလုံဆွဲတဲ့ယောဂတဲ့တော့အလုံးမရှိမနေတယ်နေရတော့တလားလောက်ကျွန်တော်ဒီအိမ်မှာနေလိုက်တဲ့အချိန်မှာဘာဖြစ်လာအောင်ဆိုတော့သူကယူကျင်နေပြက်လာ အဲ့မှာငါတခုတော့လုံးဝပြင်ပါပဲဆိုအဲ့ဒါနဲ့ငါဘာလုပ်တာဆိုကိုယ်ကလည်းကားလေးမောင်းလိုက်တော့အဲတက်စီမောင်းတာတက်လေးတော့ဝယ်ထားလိုက်ဦးမယ်ဆိုပြီးတော့တက်စီကမောင်းပြနေတာအကြောင်းတရားဒီတက်စီမောင်းတဲ့ဝင်ဝင်နဲ့ကျွန်တော်အရင်ကလူတွေထမင်းစားရင်တော့ဘွားတော်ငက်ကုန်ပါပဲအဲမမတင်သူဟိုတနေ့ရတော့မှဟိုကျွန်တော်တို့ဟိုဗာလဲ service 7ဗာလဲ lucky 7ကအဲ editor လေးတယောက်နဲ့တွေ့လိုက်သေးတယ်စုံရည်သေးတယ်သူ့ရှူတယ် ဲ့မဲ့ချူတင်ဝေကြည့်ပါဦးတဲ့သူလည်းစကားပြောပြသွားတော့ကျွန်တော်ချူတင်ကြည့်ကြတော့ဗျာလို့ကြည့်ရင်ကျွန်တော်အဲ့မှာကျွန်တော်မျက်ရည်ကျလိုက်တစီသမားဘွားကမိုက်တယ်ကျွန်တော်ကြိုက်တယ်ဘာလို့ဆိုတော့လူနေတိုင်းနေတိုင်းကျွန်တော်ကလူဥပမာဆိုဟိုကျွန်တော်ဟိုဘာခေါ်မလဲအော်ဒါပေါ့နော်အမြဲတမ်းခေါ်တဲ့လူတွေရှိတယ်အမြဲတမ်းခေါ်တယ်ကျွန်တော်မကြိုက်မသွားချင်ဘူးကျွန်တော်အဲ့ဒါဆိုကျွန်တော်ဝေ့ပြီးရှောင်းတာ ကျွန်တော်ပတ်စံသိလို့ကျင်တာမဟုတ်လူတွေအကြောင်းသိကျင်တာဟုတ်အဲ့တော့ကျွန်တော်အစ်စ်သွားလို့ရှိရင်ခုလမ်းမှာတွေ့တယ်ဒါအဲ့လူကကျွန်တော်တဲ့အစ်စ်ပဲအဲ့လူနဲ့ကျွန်တော်စကားပြောရတယ်အဲ့လူတွေလေ့လာလို့ရတယ်နောက်တစ်ယောက်တွေ့တယ်တစ်ရက်မှာကျွန်တော်၅ယောက်၆ယောက်ကကျွန်တော်လူသစ်တင်တဲ့ကြည့်ပဲသူတို့ရဲ့ယူဆတွေအတွေးခေါ်တွေအဲဟုတ်တယ်နောက်သူတို့ရဲ့ live တွေတခါလေးဆိုလမ်းကားပေါ်မှာရံဖြစ်ပြီးတော့အာလင်မယားတွေရံဖြစ်ကြအစင်းလာဖို့နဲ့ ါပြီးတော့ပြောရင်ပြောရင်ချောင်းချောင်းနဲ့အဲ့ဒီကားဥမာတွေပြန်ပို့ပေးပါအောင်ဆိုတာမျိုးတွေပေါ့အဲ့ဒါကြီးအကျမ်းမိုက်တယ်ဒါပြီးဒီလူတွေကစကားပြောလို့ကောင်းမဲ့လူအဲ့ဒါမျိုးအခုပဲရှာတယ်နောက်ပြီးကျွန်တော်ဒီဟိုဖိုးကြီးတကြီးရွယ်လို့ပါလို့ဆိုတော့တော့ဟာဘတ်တက်မိကျန်တော်ပေးဆိုလိုက်သွားတာပဲဟုတ်အဲ့ဒါဆိုတော့အဲ့လိုပဲတော်တော်များများတော့ကျွန်တော်ကစပြီးဈေးစကားမပြောပါဘူးဘယ်လောက်ပေးမလဲပြီးကျန်တော်ပေးလာတက်ဈေးကပြောတက်ပဲခြင်းစရည်လား ပြီးမှတက်တယ်လို့ပြီးပါဆိုသူတို့ဈေးပြောမှသာကျွန်တော်မိမှသာမဖြစ်မနေမှသာထုတ်ပြောလိုက်ဟုတ်ကဲ့တက်စီကိုပို့ပေါ်ပါပါပဲဟုတ်ကဲ့တက်စီကိုပို့ပေါ်ပါပါပဲမောင်းနေတယ်လူတွေကိုလေ့လာနေတယ်